မင်္ဂလာပါရှင်တနင်္လာရီတင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီစီစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ခဲလုတ်ွက်တွေကြောင့်တနင်္လာရီမြေကြောင်မှာရေချိုပစွန်ရှားပွားလာတဲ့အကြောင်းတဲချောင်းမြို့နယ်လပရွာမှာနေအိမ်၄၀လောက်ကိုဆရာနာရှင်တက်ကမိရှုပ်ဖြစ်စီတဲ့တင်ဒိုဝဲဒီဆောင်တိုင်းနှစ်ကြိတ်ရှိစုဖရာပွဲရဲ့ညမထွက်ရအမိတ်ရုတ်သိမ်းထားတယ်လို့ကိုဘကပြောတဲ့အကြောင်း ဆီယနာရှင်တက်လက်နက်ကြီးကြောင့်လောင်လုံးမြို့နယ်ကရင်ကြီးရွာမှာနေအိမ်နဲ့ဆောင်မီးလောင်သွားတဲ့တည်ရင်ထိုင်းမြန်မာနယ်စပ်မှာတရားမဝင်ဝင်လာတဲ့မြန်မာ60ကျော်ထပ်ပြီးဖမ်းဆီးခံရတဲ့အကြောင်းစတဲ့တည်ရင်တွေကိုနားဆင်ရမှာပါရှင်တနင်္လာရီမြို့နယ်ထဲကခက်သက်ထုလုပ်ွက်တွေကနေစီးဆင်းလာတဲ့ရေနောက်တွေကြောင့်တနင်္လာရီမြို့ကျောင်းမှာရေချိုပစုံရှားလာတယ်လို့တန်ခါတယ်တွေနဲ့ဒေသခံတွေစီကသိရပါဗျာဒီတည်ရင်ကိုတော့ဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ တနင်္သာရီမြို့နယ်ထဲကခန်းတက်တူလောက်ွက်တွေကနေစီးဆင်းလာတဲ့ရေနောက်တွေကြောင့်တနင်္သာရီမြို့ချောင်းမှာရေချိုးပစောဆားလာတယ်လို့တငါတယ်ရနဲ့ဒေသခံတွေစီကသိရပါဗျ။အာနာသိပြီးနောက်ပိုင်းတနင်္သာရီမြို့နယ်အတွင်းခန်းလုံးကွက်တွေပုံများလာပြီးတနင်္သာရီမြို့ထဲကိုရေနောက်တွေစီးလာတာလို့ဒေသခံတွေကပြောပါဗျ။ပြီးခဲ့တဲ့9နှစ်အာနာမသိခင်ကတနင်္သာရီမြို့ထဲပစောဖမ်းရင်တညကိုနှပိတ်တလောက်ဖမ်းမိခဲ့ပေမဲ့လက်ရှိမှာတော့90ကျပ်သားလောက်ပဲရတော့တယ်လို့ရေပေါ်ရောမှာနေတဲ့တငါတယ်တအူးကပြောပါဗျ။ အရင်ကတနေ့တိုင်းမြက်ထဲရည်ငိမ့်နဲ့ဘယ်နေရာမှမစိုးပစောဖမ်းမိလို့ရှိပေမဲ့လက်ရှိမှာတော့သမီလာရွာရေမော်ရွာဘန်တန်းရွာနဲ့နီဝချင်းကတရော့ဝချင်းလောက်မှာပဲဖမ်းလို့ရတော့တယ်လို့ဆိုပါတယ်တနင်္သာရီမြက်မှာပစောစိတ်တွေရှိတလို့ရှားလာပြီးမြစ်ကြမ်းပြင်မှာတုံးမြေတွေဖုံးတာတိတ်ကောလာလို့ပစောနဲ့ရေချိုးငါးတွေရှားလာတယ်လို့ဒေသခံတွေကပြောပါတယ် ။ပြီးခဲ့တဲ့9နှစ်လောက်ကဆိုရင်ဖမ်းမိတဲ့ပစော်တွေကိုဒေသတွင် ရောင်းချပြီးပုံရှံနေတဲ့အတွက်တနင်္သာရီမျိုးနဲ့နင်းမျိုးကိုတင်ဖို့ရောင်းချလေးရှိတယ်လို့တကူဒေသခံတဦးကပြောပါရယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တဲချောင်းမြို့နယ်မြိတ်တွယ်ကားလန်းဘော်ကလပရွာမှာနေ40လောက်ကိုဆီယနာရှင်တက်ကမိရှုဖြစ်စီခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ်။ ဆရာနာရှင်တက်ဟာအော်တိုဘားလ20ရက်နေ့ကစလို့မြို့ကျော်ရဲ့ကားလမ်းတစ်လျှောက်မှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးလာပြီးအော်တိုဘားလ23ရက်နေ့မနေ့ပိုင်းမှာတော့လဘကြေးရွာစတင်ကြောင်းနောက်မှာပြည်သူ့ကောက်ွယ်တပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီလိုတိုက်ပွဲဖြစ်ပွားပြီးဆရာနာရှင်တက်ကလဘကြေးရွာကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံတချို့ကပြောပါတယ်။ အင်ချီတရာလောက်ရှိတဲ့လက်ဘကျေးရွာမှာတဝက်နီးပါးလောက်မီးလောင်ပျက်စီးခဲ့ပြီးလက်ဘစင်ကြံပတိုင်းစားတဲ့ကျေးရွာတွေမှာရှိတဲ့အရက်သားပြည်သူနေအိမ်တွေကပျက်စီးတွေကိုလည်းဆင်းရဲနာရှင်တက်စစ်ကြောင်းကယူဆောင်သွားတယ်လို့ဆိုပါတယ်တဲချောင်းချေဆိုင်ပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတချို့ကလည်းအရက်သားနေအိမ်တွေမိရှုခံရပြီးဆိုင်ကယ်စပိန်အပအဝင်အိမ်ထောင်ပရိဘောကပစ္စည်းတွေကိုဆီယနာရှင်တက်စစ်ကြောင်းကမြေတဲကားနဲ့ယူဆောင်သွားတယ်လို့ပြောပါရတယ်။ အင်အား150လောက်ရှိတဲ့စစ်နာရှင်တပ်စစ်ကြောင်းဟာအော်တိုဘာလ26ရက်နေ့မှာတော့တဲချောင်းမြွနာကပဲတော်ရက်ကွက်နဲ့စင်ကူးရဘက်ကိုပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။နောက်ထပ် သတင်းတစ်ပုဒ်ကတော့တဝဲဒီဇိုင်းတိုင်းနှစ်ချင်းရှိစုဖျားလှပွဲအတွက်ညမထွက်ရအမိတ်ရုတ်သိမ်းထားတယ်လို့ကောပကရီစီကသိရပါတယ်။ဒီသတင်းကိုတော့တဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။တဝဲဒီဇိုင်းတိုင်းနှစ်ချင်းရှိစုဖျားလှပွဲတွင် ညမထွေရမိကူရုတ်သိထားတယ်လို့ကော့ပကထွေစီကသိရပါတယ်ညမထွေရမိရုတ်သိပြီးဖို့တိုင်းစစ်ကွန်မရှင်စီတင်ပြမှုကိုခွင့်ပြုပေးတာဖြစ်တယ်လို့အတူပါ26ရင်းတွေကဖျားပွဲဖျင်းမြောင်ရေးတာရီရအခြေအစည်းအဝေးမှာပွဲဦးဆောင်တဲ့ကော့ပကတွေက ပြောခဲ့တာပါဖျားပွဲတွေဖျားတွေပူဆောင်ရမယ်အတူမလာတော့စီရင်ဒီကနေဖျားလက်ပွဲကျင်ပါမယ်ဒွိမလာလေးရင်ဒီ 6ရက်တာကာလကိုညမထွေးရအမိတ်ရုပ်သိမ်းထားတာဖြစ်တယ်လို့ဆိုပါတယ်။တဝဲတစုံနဲ့ဖျားလှည့်ပွေကိုပထမကြီးစီဝေမှာနေဖက်လှည့်ဖို့ကနေဆိုဖြတ်အကျညာထားခဲ့ပြီးတတိယကြီးစီဝေမှာတော့ညဖက်လှည့်ဖို့ပြန်လည်ပြင်ဆင်ဆုပ်ဖြတ်ခဲ့တာပါ။ဒွေမြုကန္တလန်မှာဖြောပြေးအစီအစဉ်ထက်သွင်းပြီးမိဖို့မြန်လှည့်ပွေကိုပါအခုနေ့တစုံတိုင်းဖျားလှည့်ပွေနေမှာကျင်းပမယ်လို့ ဒဝဲလူမျိုးစုစည်းမှုကော်မတီရဲ့လူမှုကွန်ရက်မှာကြေညာထားပါတယ်။ဒါပြင်ကနလာမှာမိလာဆင်ထားပြီးပွဲတော်ရဲ့အတိုင်ခင်တဲကလာရောက်လေပတ်ကြည့်ရှုသူတွေလည်းရှိတယ်လို့မြုပ်ခံတွေကပြောပါတယ်။ပြီးတဲ့တရင်ကျော်ကာလာတပိမျိုးပွဲကျင်းပအခြေကလည်းတိုက်စစ်ကမရှင်ကညမထွရအမိကို မြေတားရုပ်သေးပေးပါတယ်။နောက်ထပ်တဲ့တင်ပုတ်ကတော့ လောင်လုံးမြို့နယ်ကြောက်စင်ကျေးရွာအုပ်စုကရင်ကြီးရွာမှာအော်တိုဘလ26ရက်နေ့ကစစ်အာဏာရှင်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးနေအိမ်နှဆောင်မီးလောင်ပျက်စီးရဲလို့ဒေသခံတချို့ကပြောပါရယ်။လောင်လုံးမြို့နယ်မမကန်ရွာမှာရှိတဲ့အနေမီရဲစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကအော်တိုဘလ26ရက်နေ့မနက်ပိုင်းမှာဝင်ရောက်စီးနှင်းတိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါရယ်။အဲ့ဒီနောက်မွန်းတဲ၁၂နာရီဝန်းကျင်မှာဆီယနာရှင်တပ်ဖက်ကကရင်ကြီးရွာဖက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ လက်နက်ကြီးကြီးကနေရင်တဆောင်ပေါ်ကြားရောက်ပောက်ခွဲခဲ့ပြီးတဲ့နောက်နေရင်နှလုံးမီးလောင်ပျက်စီးရဲလို့ဒေသခံတချို့ကဆိုပါတယ်ဒါအပြင်မောင်မကန်ရဲစခန်းတိုက်ခိုက်သိမ့်ပိုက်ခံရပြီးတဲ့နောက်ဒိုဟယ်မျိုးကနေစစ်ကူဆင်းလာတဲ့စစ်အနာရှင်တပ်စစ်ကြောင်းဟာအော်တိုဘာလ26ရက်နေ့နေ့လယ်ပိုင်းကစလို့ကြောက်စင်ကြီးရွာအုပ်စုကိုစစ်ကြောင်းထိုးလာခဲ့ပါတယ်။ အဲ့ဒီစစ်ကြောင်းကဒီကနေ့အော်တိုဘလ28ရက်နေ့နေ့လယ်ပိုင်းမှာသဘောဆိတ်ပြင်ကြီးရွာထဲရောက်ပြီးတက်ဆွဲထားတာကြောင့်ကြောက်စင်သဘောဆိတ်ပြင်ကြီး၊ကရင်ကြီး၊ကမ်ပဏီစတဲ့ကျေးရွာ900ကဒေသခံတွေထွက်ပြေးတင်းရှောင်နေကြရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းမြန်မာနယ်စပ်တခရိုင်မှာတရားမဝင်နယ်စပ်ဖျက်ကျော်ဝင်လာတဲ့မြန်မာနိုင်ငံသား60ကျော်ကိုထပ်မံဖမ်းဆီးရောက်မိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ အော်တိုဘာလ26ရက်နေ့ကထခရိုင်မလမက်ဒေတာမှာမြန်မာနိုင်ငံသားတွေတရားမဝင်ဝင်ရောက်လာနေတယ်လို့သတင်းရတဲ့အတွက်နေချားဆောင်တက်ကတွားရောက်ဖမ်းဆီးခဲ့တာပါဖန်စီခံရသူအမျိုးသား43ဦးအမျိုးသမီး22ဦးရှိပြီးတရားမဝင်ဝင်လာဖို့အတွက်ကူညီပေးတဲ့ထိုင်းနိုင်ငံသား3ဦးကိုလည်းဖန်စီရောက်မိတယ်လို့ဆိုပါရတယ်။ မြန်မာနိုင်ငံသားတွေကိုစစ်ဆေးချိန်တရားဝင်နေထိုင်ခွင့်ဆိုင်ရာစာတမ်းတွေမတွေ့ရဘဲတရားမှုရဲ့နေဆက်ဖြတ်ကျော်လာသူတွေဖြစ်ပြီးသူတို့နဲ့အတူကာတစည်းနဲ့ဆိုင်ကတစည်းကိုလည်းတွေ့ရတဲ့အတွက်တပ်တည်အနေနဲ့တင်ဆက်ခဲ့တယ်လို့သတင်းမှဖော်ပြထားပါတယ်ဖန်ဆင်းခံရတဲ့မြန်မာနိုင်ငံသားတွေနဲ့ထိုင်းနိုင်ငံသားတွေကိုဥပဒေအရအေးအေးယူနိုင်ဖို့မလမတ်ရဲစခန်းကိုပို့ဆောင်ထားတယ်လို့ဆိုပါရယ်။အခုလိုတင်းနေတဲ့တင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရယ်ရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒိုဝက်ဝက်အဖွဲ့သားတွေကဆုမွန်ကားတောင်းအပ်ပါတယ်ရှင်။